ားလုံးပဲမင်္ဂလာပါဗျာကောင်းဆက်တဲ့နေ့တလာမှာပြန်လဲကြိုးဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ PDF တွေကို CDN ဆက်စမတွေကိုဘာမှမလုပ်ဖို့နဲ့တက်မတော်ကိုပဲတိုက်ဖို့ပြောလာတဲ့အဘာသာနောင်တော်လေးရဲ့ရုပ်သံဗီဒီယိုဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာရမဘာသာနောင်တော်လေးရဲ့ channel ပတ်သက်ပြီးဘာတွေဘလို့ပြောဆိုနေသလဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာတော့နေဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းဆက်တဲ့နေ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ားဆုံးအနေနဲ့တော့ဗျာကျွန်တော်တို့ PDF အကျန်းဖတ်သမားတွေကိုပဲပြောရမှာပဲ PDF အကျန်းဖတ်သမားတွေကိုပဲပြောရမှာလဲဆိုတော့ခမိန်ကိုထားပါလားလို့ပြောရမှာနော်ခမိန်ဂျုံလေးတော်စုခမိန်ဂျုံပြီးတော့နိုင်ငံရေးသမားလူလူဘာလုံးလုံးညာလုံးလုံးဘာရောက်ရောက်ညာရောက်ရောက်ကောင်းပြီအခုဒီပေါ့ဗျာအကျောင်းလေးဇော်လာကနေစပြီးတော့ဇော်လာနေရနေရနေစပြီးတော့ဖွင့်နေပေါ့ဒီအကျောင်းဖွင့်ဖို့မတိုင်မီမှာပဲဆရာဆရာမတွေကိုလိုက်ပြီးတော့ချိန်ကြောက်တာကျောင်းမဖွင့်လို့ဒီပြောဆိုတာဆရာဆရာမတွေကိုလိုက်ပြီးတော့ဆန်းစီတက်ပြနေတာမျိုးတွေလောက်ဆောင်နေတယ် ဲ့တော့ကဒီဆရာဆရာမတွေဆိုတာကလက်လက်ကန်ထားတဲ့သူတွေလည်းမဟုတ်ဘူးဒီဘဒုဘဒုကိုမှအားပေးပါတယ်ထောက်ခံပါတယ်ဆိုပြီးတော့လှုပ်ရှားဆောင်ရွက်နေသူတွေလည်းမဟုတ်ပါဘူးဗျာသူတို့ရဲ့ပညာနဲ့သူတို့ရဲ့အတတ်မုံမှန်ကြောင့်ပညာနဲ့ဒီကြောင့်တော့ကြောင့်ဒီကိုစာပေတင်ကြပေးနေတယ်ဒီလိုမျိုးကိုသူတို့တာဝန်ဖြစ်တဲ့အတွက်တာဝန်သိစိတ်နဲ့လုပ်တယ်ဒါကိုအတင်းအကျပ်စီရီယယ်လုပ်ဖို့လိုက်ပြီးတော့စိတ်ချောက်ပြောဆိုတယ်စီရီယယ်မလုပ်တဲ့ခါကျတော့တတ်ချက်တဲ့ဆိုတာမျိုးတွေကအရောက်ကိုဆိုးရွားလွန်လာပြီပေါ့ဗျာအရောက်ကိုဆိုးရွားလွန်လာပြီတော်လန်ရေးလို့ပြောတယ် ဒါနဲ့မဲ့ဆရာဆရာမတွေကိုလိုက်ပြီးတော့ဖမ်းဆီးတပ်ဖြတ်နေတယ်။မင်းတို့ပထွေးတွေကိုပတ်တိုက်ပါလား။ညိုတိုင်းရော်တိုင်းမှာတမတော်တပ်စခန်းကြီးရှိတယ်။မင်းတို့မကျေနပ်တာကတမတော်ဆိုရင်တမတော်ကိုတိုက်ပါလား။ဒါတမတော်သားတွေကလည်းလာမင်းတို့လာတိုက်တိုက်လို့ရတယ်။အခုလုံရက်တွေကတော့မင်းတို့ကပညာရေးကိုရည်ရွယ်ချက်ရှိရှိပြင်မှတ်ထားပြီးတော့လှုပ်ဆောင်နေတာဖြစ်တဲ့အတွက်မင်းကတော်လှန်ရေးတမားနဲ့မတူတော့ဘူး။ဒါနဲ့မဲ့ပြည်သူကိုအနိုင်ကျင့်စော်ကားရက်ဆက်ရုံမာတဲ့လူရန်ကားတွေအောက်တန်းစားတွေလူမနွားတွေဖြစ်သွားပြီပေါ့။ဒီလိုကထမိန်ချုပ်ခဲ့တယ်။အခုကမင်းတို့ကထမိန်မှာဝစ်ထားရတော့မယ်။ ဘယ်လိုတွေးမရှိလို့အဲ့ဒီလိုလက်နက်မဲ့ဆရာဆရာမတွေကိုလိုက်တက်နေတာပေါ့လိုက်တက်နေတာပေါ့မင်းတို့တကယ်တွေးရှိရဆိုရင်မင်းတို့တော်လှန်ကျင်ပါလေဆိုတော့တက်မတော်ကိုတော်လှန်ပါလားတက်မတော်ကလည်းတော်လှန်တော်ကိုခံတယ်မင်းတို့လာတက်ပြန်တိုက်ပြီးမယ်သူကအခုကအဲ့ဒီလိုတော်လှန်ရေးမဟုတ်တော့ဘဲနဲ့အတက်တက်ကိုဆရာဆရာမတွေလက်နက်မဲ့ပြည်သူတွေတက်ပြီးတော့တက်ပြနေတာဖြစ်တဲ့အတွက်တော်လှန်ရေးနဲ့မတူတော့ဘူးပေါ့လက်နက်မဲ့ပြည်သူကိုအနိုင်ကျင့်စော်ကားနေပါပြီဆိုမှဖြစ်တော့လူရုံမှလူရန်ကအကြံဖတ်သမားပေါ့အဲ့ဒီလူရုံမှလူရန်ကအကြံဖတ်သမားတွေ မိန်ဝတ်ထားကြဖို့ကောင်းတယ်ဒါလေးကိုအရင်ဆုံးဆွေးနွေးတင်ပြချင်ပါတယ်ပေါ့ဗျာဒါကဒီရပိုင်းအတွင်းမှာပဲဗျာကျွန်တော်တို့ဆက်ဆက်ပြီးတော့ကြည့်ရင်ဇွန်လ10ရက်နေ့မှာပေါ့ဗျာဇွန်လ10ရက်နေ့မှာပဲလက်ပေါင်းမျိုးနဲ့ဝတ်ချုပ်ကြီးရွာအခြေခံပညာအထက်တန်းကျောင်းဝဲကအလဲတန်းပြဆရာမဖြစ်သူဒေါက်တာညုံနဲ့ခင်မုန်းဖြစ်သူကိုအဲသူတို့ကတော့စီရီယယ်မလုပ်လို့ပေါ့ဗျာစီရီယယ်လုပ်သွားရင်မဖြစ်သွားလဲဆိုတော့ DCS ပေါ့ဗျာနော်ဒီဘက်ကအစိုးရကတုံးတာပေါ့တစ္ဆာမဲ့ဝန်ထမ်းပေါ့တစ္ဆာမဲ့ဝန်ထမ်းဆိုတာမိမိတာဝန်တန်းဆောင်ရမယ်တာဝန်ကိုမထမ်းဆောင်မဲ့နဲ့အကြောက်ဘသမားတွေနောက်ကိုလိုက်သွားရင်တစ္ဆာမဲ့ဝန်ထမ်းဖြစ်သွားတာပေါ့ဗျာ အဲ့လိုတက်ဆောင်မဲ့ဝန်ထမ်းပြုလုပ်ဖို့ဒါပြီးတော့ကြက်ကြိုင်တော့ဘူးဂျမားတွေကဂျမားကလက်မခံတဲ့အခါကျတော့ဖန်စီကွန်ဆောင်တောက်ပြီးတော့တက်ပစ်ခဲ့တယ်။အလားတူပဲလက်မောက်မြို့နယ်မှာပဲကုနီကြီးရွာအခြေခံပညာမူလာတန်းလို့တောက်ပါတောက်အောင်ဂျမားကြီးရွေထွေးကိုလည်းတက်တက်ခဲ့တယ်။ဒါဒီအပိုင်းပြင်ပါပဲနော်။ပြစ်စင်နေပြစ်စင်နေအလားတူရောင်းမြို့နယ်ဗတ်တယောက်မြို့နယ်ကွဲထဲမှာလည်းဒီအကြောင်းဖွင့်ဖို့မတိုင်ခင်ကလေးကအခြေချမှုတွေလုပ်နေတာပေါ့ဗျာကျွန်တော်တို့လည်းသတင်းတွေကိုပြင်ပြပါရစေ။ဗီဒီယိုဂျပတ်သမားတွေကတော့တောင်းနေမခွင့်အောင်ဒီလိုဒီလိုချင်းချောင်းနေပြီး ဒီလိုအခြေအနေတွေကိုတင်ပြတယ်ပေါ့ဗျာတင်ပြတယ်ဆိုရင်တာဝန်ရှိသူတွေကဒေတာဆိုင်ရာအာဏာပိုင်တွေကအော်ငါတို့မျိုးရွာအခြေအနေကတော့ဒီလိုဖြစ်နေပြီဒီအကြမ်းဖက်သမားတွေကိုဘယ်လိုနှိမ်နှင်းမလဲဆိုတဲ့အစီအစဉ်လေးတော့ရှင်းရမှာပေါ့ဗျာကျွန်တော်တို့ကတော့တင်ပြနေတာအဲတကယ်အထူးတရားရောက်ဒီအကြမ်းဖက်သမားကိုပြင်ရပေးနိုင်တဲ့စုံမနိုင်တဲ့အာဏာပိုင်တွေကတုံ့ပြန်ရမလို့ဘူးဆိုတော့လေပုံပေါ်တွေကလာပြီးတော့ချိန်ချောက်တာတော့ကြောင်းနေဖွင့်မရဘူးရောင်းမျိုးနဲ့အစီအကြမ်းကတယောက်မျိုးနဲ့တဲ့သာတဲ့ကြောင့်လေဒူလာတဲ့အလဲတဲ့အသက်တမ်းမဖွင့်နိုင်ပါဘူးကြာဒါဒေတာပြန်လေးစီကရတဲ့တဲ့မှာဆိုတော့လာတူအဲ့ဒီလိုဖြစ်စဉ်မျိုးတွေရှိတယ်မနေ့ကတရင်ထုတ်ပြန်ချက်မှာလည်း ဒါပခုတ်ကူမျိုးနယ်ထဲမှာဇာမသက်ခံရတယ်ပေါ့ဗျာအဲ့တော့ပြည်စင်တွေကရပိုင်းတွင်းရပိုင်းတွင်းဆက်နေပြီဒီပိပတ်တွေကတော့အဆူဆူရွားရွားကိုရုပ်မှရိုက်ဆိုင်နေပြီအဲ့တော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကလည်းမှာကြားထားပါရဲ့ဗျာမိမိတို့တက်နေအလိုက်တာဝန်ရှိသူများကမိမိတို့တက်နေအလိုက်စီမံဆောင်ရွက်နေတဲ့နေမြေမှာအကြမ်းဖက်လှုပ်ရှားမှုတွေမရှိအောင်လက်နက်မဲ့ပြည်သူကိုလက်နက်ကင်ပြီးတော့နိုင်ကျစွာကမ်းတုပ်မျိုးတွေမဖြစ်အောင်ညီညီကြပါကာကွယ်ကြပါနေနေဆောင်ရွက်ကြပါဒီလိုပြောထားပြီးဒါစကားကဆုံးနေပြီ ဲ့တော့ကျွန်တော်တို့ကဒီနေ့ဒီချိန်ဆရာဆရာမတွေအသက်ခံနေရတယ်ဆိုရင်သက်ဆိုင်ရာလုံခြုံရေးနဲ့အကြံဖတ်နိုင်ရေးဆရာတာဝန်ရှိသူတွေအပိုင်းမှာအားနည်းချက်တွေရှိနေသေးတယ်လို့ကျွန်တော်တို့ကဒီလိုဆွေးနွေးတင်ပြရမှာပေါ့ဗျာအဲ့ဒီလိုမဖြစ်အောင်လေးတာဝန်ပေးဖို့လိုအပ်တယ်ဆိုတာတော့ဒါကျွန်တော်ပြောမှာမဟုတ်ပါဘူးအားလုံးကတည်ပြီးသားပဲဖြစ်မှာပေါ့ကျွန်မတွေအသက်ခံရတယ်ကျွန်မတွေအသက်ခံရတယ်ဆိုတာနဲ့ပဲကျွန်တော်တို့ကဒီတိုင်းဇံပြောကြီးလုပ်နေလို့တော့မတည်ဘူးပေါ့ဗျာတာဝန်လူလေးတော့ပြေးကြပါဦးတော်လှန်ရေးသမားလူဖြစ်ကြွေးပြီးတော့အခုလိုလမ်းလမ်းမဲ့ပြည်သူတွေကိုလိုက်ပြီးတော့လုံခြုံတတ်ပြတ်နေတဲ့ဤသိန်းတွေကိုလည်း ထမိန်ဝတ်ထားကြလို့ကျွန်တော်ကဒီကနေအဲ့ဒီလို finish တက်ဆိုလို့ပါလေကြာဒါကတော့ဆရာဆရာမတွေတက်စီတက်ပြခံရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ဒီရောက်မှာလူရန်ကားတွေကိုဒီဝင်ပြီးတော့ပြောလို့ရဖြစ်ပါလေကြာဒီနေ့တရင်နေပါကြာတရင်အမားတွေတော်တော်များများတွေ့ရတယ်ပေါ့နော်တရင်အမားတွေတော်တော်များများတွေ့ရတယ်ဆိုတော့ကျွန်တော်တို့ first set ကနေပြီးတော့ဒီဒီဒီကွမ်းပြင်းမီဒီယာတွေကိုဒီဒီကွမ်းပြင်းမီဒီယာတွေရဲ့ရေးသားဖော်ပြမှုတွေကိုစစ်တမ်းကောက်တဲ့အခါမျိုးမှာဖွေးဝဲစားတာလုံးသောဖက်ဦးဆောင်တဲ့ပစ်တစ်မီဒီယာကမဟုတ်မမှန်လုတ်ကြံတဲ့ခန်းကြီးရေးသားမှုအများဆုံးဖြစ်နေတာကိုတွေ့ရတယ် ဒီကနေ့ထွက်လာတဲ့သူတို့ရဲ့ရေးသားဖော်ပြချက်တွေကိုစစ်ဆေးကြည့်လိုက်တော့လည်းအမှားအယွင်းတွေများတယ်ပေါ့ဗျာ။အဲရောသူတို့ရဲ့ရေးသားဖော်ပြချက်တွေမှာကျွန်တော်စူးစူးရွားရွားပါနေရှိတယ်ဆိုတော့ပြည်ချင်းမျိုးနယ်မှာစစ်တပ်ကြီး998တပ်ရင်းနဲ့တန်ကားတီစောင့်နေတော့စစ်ကောင်စီတပ်သားများကိုလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှ9ဦးသေဆုံးတယ်။ခေတ္တမီဒီယာရေးသားတာပဲနော်။အဲဒီဖြစ်စဉ်ကလည်းဖြစ်စဉ်မရှိဘူးပေါ့ဗျာ။ဖြစ်စဉ်မရှိဘဲနဲ့ကိုလုံခြုံရေးသားရေးသားတဲ့တိုင်းဖြစ်နေတယ်။နောက်ထပ်ခေတ္တမီဒီယာတို့အယူကြီးအကြံဖတ်ဖွဲ့ရဲ့ People Spring ိုက်ပြီးရောက်ဆုံးပေါ့ဗျာနော်။အားကန်ရောက်စစ်ကောင်စီတက်ကားရဲရဲသားများကိုတက်ဖြတ်ပြီးကော်လန်ရေးအရာသူများနဲ့ဒေသခံများကြားတွေးခွဲပြီးဒီမှာတုံးလာရတယ်နော်။ဒါလို့အချိန်မီမလာတော့ဘူးဆိုရင်အဲ့ဒီလိုတင်းနေလဲလုံးကြံဖန်ဒီရေးကားတာမျိုးတွေ့ရတယ်။စစ်စစ်မီဒီယာရဲ့မဟုတ်မမှန်လုံးကြံဖန်ဒီရေးသားမှုတွေကအောက်လို့ဖော်ပြဖို့တော့အချိန်မလောက်ဘူးပေါ့ဗျာနော်။အဲ့ဒီလောက်တည်ခုဗတင်းမာတွေနေနေနေတာစိတ်ကူးပြီးတော့ပေါ့ဗျာလုံးကြံဖန်ဒီရေးသားနေတာပေါ့။ဥပမာအစင်သားကျွန်တော်ပြောချင်တာကဒါတို့ကဒီအကြမ်းဖက်လှုပ်ရှားမှုတွေမှာဥဆောင်နေတဲ့ NLD လွတ်တော်မတ်တွေနဲ့အဆက်အသွယ်ရှိမဲ့ လည်းဒီလွတ်တော်မတ်တင်းနဲ့သူတို့နဲ့ဆင်ကနေ group တွေပါတွေဖွဲ့လာတာတွေရှိတယ်။ဒါတွေကဟိုးရခိုင်နယ်ကွာသူတို့စပြီးတော့ဒီစုကကျက်ဘက်လုံတော်တွေကွာအဲ့လိုဒီထဲမှာရှိတဲ့ညီပိန်းတွေကသူတို့တိုက်တိုက်မတိုက်တိုက်ခြိုက်တယ်ဟိုတမတော်ဘက်ကတနေ့ရောက်ကြကြမကြကြသူတို့လည်းမသိဘူး။ခင်တမီဒီယာကိုလမ်းပြီးတော့သူတို့ရောက်ကြသွားပြီးသူငါရောက်ကြသွားပြီးဒီလိုပြောပေါ့ဗျာနော်။ဒီကောင်တွေကလည်းအကောင်တွေကမထက်ဖက်နဲ့လုံခြုံရေးတပ်ပြီးပြောခင်တမီဒီယာကတာလုံကောင်တွေကလည်းလုံခြုံရေးတပ်ပြီးရေးသားပြီးတော့တင်ပြအဲ့လိုတရေအမအများဆုံးရေးသားဖော်ပြသူဆိုရင်ဒီဒီဝန်ကြီးခွေးဝဲသားတာလုံကောင်တွေကတရေအမအများဆုံးရေးသားတဲ့သူ ရရှိမှာဖြစ်ပါတယ်။အလားတူပဲမစ္စီမာလိုအေယာဝတီတို့ပေါ့ဗျာနော်ဒီလိုသတင်းထားတာတွေကလည်းပင်လူရိုးမလေးတွေပေါ့ဗျာနော်လောက်ကြဖန်တီရေးတာတက်ဝေတာတို့တွေပြေးကြရမှာဖြစ်ပါတယ်။ဒါကတော့ဒီချက်မီဒီယာတွေအပိုင်းပေါ့ဗျာ။အဲဒီချက်မီဒီယာတွေအပိုင်းပြီးသွားဗျာနော်အခုကဒီဒီချက်မီဒီယာတွေကြားမှာရေးသားစားနေတာကတော့သူ့70ကြီးမွေးနေပေါ့ဗျာ။တော့သူ့70ကြီးမွေးနေဆိုပြီးတော့မွေးနေပဲလုံတဲ့လူကလည်းလုံမယ်တဲ့။ဒီအမေရိကန်ကိုဖန်တီရောက်ရှိသွားတဲ့ကောင်တွေကတော့အမေရိကန်နဲ့လော့စ်အင်ဂျလီမှာဒီစူးစမ်းတက်မှုတွေဖြစ်ပေါ်နေတဲ့အတွက်မလုပ်ဘူးပဲနော်။ အဲ့ဒီမလုပ်ဘူးလို့ညင်ညာတဲ့ကောင်ကအဲ2021ခုနှစ်မှာတော့ကသူကဒီလူလူကိုလမ်းပေါ်လှုပ်တော်ပြီးတော့ထုတ်ခဲ့တဲ့ကောင်နော်ဘေးကြောင့်လဲလူတွေကတော့ဘေးဆောင်နေပါပြီတတိရှိတဲ့သူတွေကတော့ကြာရတာဝန်ထမ်းဆောင်နေကြပါပြီအခုကြာတော့သူကအမေရိကန်လက်ရောက်တော့ကြာရတာဝန်ထမ်းဆောင်မှုဥပမာစိတ်ကူးစိတ်ကမ်းမရှိတော့ဘူးစိတ်ကူးစိတ်ကမ်းမရှိတော့ဘူးလေသူကတော့အင်ဂျလီမျိုးမှာဒီစုစုစားတာကြမှုတွေဖြစ်နေတဲ့အတွက်ကြောင့်တော့စုမှုနေပဲမလုပ်ဘူးလေအဲဂျပန်ဘက်ကနေသိနေကြတော့လေတော့စုတက်ကလေးနေထုတ်ပြီးတော့ရောင်းနေကြပြီအဲစပေါ်စာတွေခေါ်နေကြပြီပေါ့ဗျာ အဲ့တော့တော်သူကိုကျွန်တော်တို့လည်းကြာပုံကိုရေးရပြောရင်တော့စစ်တဲ့ဖေးရှိတာပေါ့နော်။ဟိုဘုကျောင်းကတမီဘုကျုံလိုယူသားသလားဘုကျုံလိုသူစင်သလားပေါ့ဗျာနော်။အဲ့ဒါကိုပြန်ပြီးစစ်တမ်းထုတ်ကြည့်ခြင်းနဲ့ဆိုရင် NLD ပါတီ၅နှစ်အာဏာရတဲ့တတန်းကျွန်တော်သက်စုကြည်ဦးဆောင်တော့ NLD ပါတီကပုံကိုများခိုးခဲ့တဲ့မှတ်တမ်းလေးပေါ့ဗျာနော်။ဒါကတော့ကျွန်တော်က80ပေါ့ဒေးတက်မှုပေါ့ဗျာ80ပြည့်ခိုးမှုမှတ်တမ်းလို့ကျွန်တော်ကခေါင်းနဲ့တက်ရမှာပေါ့နော်။80ပြည့်ခိုးမှုမှတ်တမ်းလို့ကျွန်တော်စု80ပြည့်ခိုးမှုမှတ်တမ်းပေါ့ဗျာနော်။ဒါကိုပြန်ပြီးတော့ပြောမယ်ဆိုရင် ဒီနိုင်ငံစီမံဥပဒေကောင်စီဆိုရတက်လာပြီးတော့ရခိုင်ဆိုရလက်ထက်ကဒီအဝိလိုက်စားမှုတွေရလျော်ကန်နဲ့အနာလွဲတုံးကလုံးရက်တွေဒါတွေကိုစီစစ်ဖော်ထုတ်ခဲ့တယ်စီစစ်ဖော်ထုတ်ခဲ့တဲ့နေရာမှာတော့ဆန်းစုကြည်ရဲ့အဂတိလိုက်စားမှုကိုမှုအမေရိကန်ဒေါ်လာ၄တန်းကျော်မြန်မာငွေကျပ်တန်းပေါင်း၄၉၂၆၆တန်းကျော်ဖြစ်တယ်ဒါတော့ဆန်းစုကြည်ရဲ့အဂတိလိုက်စားမှုပေါ့လေနော်နောက်ထပ်ဦးမင်းရဲ့အဂတိလိုက်စားမှုငါးမှုဆိုရင်အမေရိကန်ဒေါ်လာ၄တန်းကျော်မြန်မာကျပ်ငွေကတန်းပေါင်း၂၃၄၈တန်းကျော်ဒီလိုအနေထားမျိုးတွေပေါ့ဗျာတခြားတော့ DMLD ပါတီရဲ့ဗဟုအလုံးမှုကြောင့်လေတိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေပြည်တော်စုဝန်ကြီးတွေအဲ့ဒီလူတွေရဲ့အပိလိုက်စားမှုတွေကလည်းအမေရိကန်ဒေါ်လာ73တန်းကျော်မြန်မာကျပ်ငွေ368ဘီလီယံကျော်အဲ့ဒီလောက်ပမာဏတွေပေါ့ဗျာအဲ့တော့သူတို့ဒီနေသိန်းတွေကဈေးရှိရတော်တော်များများဆိုရင်အာနေသိန်းတွေကတကယ်ဖျားပြိမဲ့ဥပဒေကြီးတွေလို့ဖြစ်အောင်ပေါ့ဗျာနော်ပြောရကြတာသူတို့ပဲယူတာတယ်သူတို့ပဲကျူစင်တယ်အခုယူတာသလားကျူစင်သလားဆိုတော့အဖြေထုတ်ကြတယ်လေအဲ့တော့အဖြေထုတ်ကြတယ်အဲ့မှာတော်အောင်ဆန်းစုကြည်အခုဒီ အကလီမှုကြီးဒီအနာလွဲတုံးကလုံးမှုကြီးနဲ့အကျဉ်းချခံရတယ်အဲ့ဒါနိုင်ငံကြီးအကျဉ်းသားမဟုတ်ဘူးအနာလွဲတုံးကလုံးတဲ့အကလီလိုက်စားတဲ့အဲ့ဒီအမှုကြီးနဲ့အကျဉ်းချခံရတာဒါတော့လာသာသာကရှော့ပြီးထားတာလေအများကြီးပေါ့ဗျာနော်အဲ့ဒီလိုပုံပုံတယောက်ဘူးအကြောင်းပြုပြီးတော့ပြည်ပြည်ဝရမ်းပြေးတွေကတော့ယနေ့ချိန်ယနေ့အချိန်ကြီးအောင်လုံစားနေတုံးပဲပေါ့ဗျာလုံစားနေရဆိုရင်ကျွန်တော်တို့ကတိုင်းပြည်ကိုပေါင်းယူပြုလို့ဘိုးချုပ်သမီးကဘိုးချုပ်ကဲတို့ပြည်စေရိုးသားတော်ပုဂ္ဂိုလ်ဖြစ်လို့ကျွန်တော်တို့ကဥပဒေပါတာဘာမှပြဿနာမရှိဘူးပေါ့ဗျာဒီကတော့အမျိုးသမီးဖြစ်ဖြစ်အမျိုးသားဖြစ်ဖြစ် အဲ့ဒီဘိုးချုပ်သမီးကဘိုးချုပ်လိုလည်းမယူတာဘူးဘိုးချုပ်ကဲတော့လည်းတန်းကြီးပေါ့နင်နာခံလို့စိတ်မရှိဘူးဒီတိုင်းပြည်ကိုငါနဲ့အုပ်ချုပ်ခွင့်ရတဲ့အချိန်လေးမှာရောင်းများလာသွားတော့ဝီကြီးပမာဏရရှိအောင်ဖန်ဒီလုံဆောင်ပြီးရယူသွားတယ်အဲ့ဒီလိုပုံပုံမျိုးကိုအကြောင်းပြုပြီးတော့လုံဆောင်နေတဲ့ကောင်တွေရဲ့ဒီလုံရက်ကိုလည်းနားပြည်သူအနေနဲ့စိတ်ချင်ကြည့်ပေါ့ဗျာအဲတော့သူတို့ကတော့ဒေါက်ဆန်းစုကြည်80ပြည့်အပြည့်လေးချင်းတဲ့ကောင်ကကျဲလို့တက်ကလေးနေထုံချောင်းတဲ့ကောင်ကရောင်းလို့အဲဒီတွင်ကနေကိနေကိုတော့ဒီဘက်ဆောင်ဝင်ရောက်ဖို့တုံးတော်လို့ဆိုတော့ ဖြစ်တင်သလားလို့လည်းစဉ်းစားကြအောင်ပေါ့ဗျာအဲ့တော့တော်စုတီလည်းဒီနေပိန်းနေနေပိန်းနေဘက်ကစာရေးဆရာတွေကြီးမွန်ဖွဲ့ဆောင်နေတယ်လို့ဥရောစင်မာကြီးမဟုတ်ဘူးတဖို့မာကြီးဖြစ်နေတယ်ဒါလေးကိုလည်းဒီ60ပြည့်နဲ့မှတ်မှတ်ရရကျွန်တော်ကပြန်ပြီးတော့တော့ပါတယ်ပေါ့ဗျာနော်ဒါကကျွန်တော်စော်ကားတာလည်းမဟုတ်ဘူးရိုင်းတိုင်းတာလည်းမဟုတ်ဘူးအခုကိုတခုလိုပဲပြောလို့ရှိပါတယ်ဒါကသူ့ရဲ့ဖွေပြီးကိုပြောတော့လောက်တာလည်းမဟုတ်ပါဘူးဒါကတစ်ချက်ပါစော်ကားစုကြီး60ပြည့်ဆိုပြီးတော့ကောင်းတဲ့တက်ပြီးလှူစားကနေတဲ့ကောင်းတွေကိုတတိယကိုအကြောင်းစားစုကြီး60ပြည့်မှာအကြောင်းပြုပြီးတော့ပြည်တွင်းမှာ ူနေရာလှုပ်လှုပ်ဒီနေရာလှုပ်လှုပ်ဒီနေအေဂျင့်မှုပြပြအောင်လှုပ်ဆောင်လာရင်လည်းတာဝန်ရှိသူတွေကအတိအကျကျမှန်မှန်ကန်ကန်အရေးယူဆောင်ရွက်ကြဖို့ကျွန်တော်တပါးနဲ့တိုက်တွန်းပါတယ်ပေါ့ဗျာဟုတ်တယ်တော့ကျွန်တော်တို့ဒီကနေ့ဆောင်ရွက်ပွဲတွေပြပြကြတယ်ပေါ့ဒီမြန်မာပြည်ဖက်ပိုင်းပေါ့ဆောင်ရွက်ပွဲနိုင်ငံလေးရင်ကြီးမှာမိလောက်တက်စီဆုံးဆုံးသွားတဲ့အခြေအနေတွေအတွက်ပြန်ပြီးတော့ဒီဆိုကြတယ်ဒီကနေ့ပထမဆုံးနေ့မြန်မာသာစပြီးတော့ပြေကြတယ်အဲ့တော့ပြပြရမယ့်ကျောင်းသားကျောင်းလူစီရင်က6633ရှိတယ်ဒီကနေ့ လာရောက်ကျေဆိုသူက62124ဦးကျေဆိုရဲပြက်ကွက်ခြင်းမှာ149ဦးရှိတယ်။ဒါကိုပြည်သာရေးဝန်ကြီးဌာနက98တဒမ6ကျော်ရာခိုင်နှုန်းပေါ့ဗျာ။ပြက်ကွက်ကတော့တဒမ33ရာခိုင်နှုန်းပေါ့။အဲပြန်ပြီးတော့မပြေနိုင်တဲ့ကလေးတွေအတွက်တော့မျက်နှာပေါက်ပြီပေါ့ဗျာ။ဒါတို့မှာစူးစမ်းပြီးတော့ကျေဆိုထားပြီးသားသို့တော့ပြည်သာရေးဝန်ကြီးဌာနကဒီဖြစ်သွားတဲ့ငွေငွေပေးမှာပြက်ပြေရမယ်ဆိုတဲ့အစီအစဉ်ကိုလုပ်တယ်ပေါ့။အဲဒီပေါ်မှာလည်းဝေဖန်မှုတွေရှိခဲ့တယ်ပေါ့ဗျာ။ဘယ်သူတွေဘယ်လိုပဲဝေဖန်ဝေဖန်အလေးနှောက်ပေါ့ဗျာ။ဘယ်လိုမှစာပြီးပေါ်ပါလို့လုပ်ချင်တာလုပ်မယ်ပေါ့။ ကျွန်တော်ဝီရသူကလည်းဒေတာရုံးကြီးဌာနမှာပြပြနေတဲ့အနေအခြေအနေကိုဒီကိစ္စနဲ့ဆက်ဆက်ပြီးတော့ပြောခဲ့တာမျိုးရှိတယ်ပေါ့။ဟောပုံမှန်တွေပဲအလုပ်ချင်နေကြတာလားဒီလိုသဘောမျိုးပေါ့။အခုကသူကပြေဆိုသူကတော့98ရာခိုင်နှုန်းကျော်ပေါ့ဗျာ။အဲတက်ခွက်ကရာခိုင်နှုန်းနည်းနည်းပဲရှိပါတယ်ဒီလိုအနေအထားမျိုးပြနေတာပေါ့။လက်ထောက်ကြီးများစီမံသူတွေကစေတနာပါရင်စေတနာပါတိအလျောက်ပေါ့နော်။စေတနာအကျိုးပေးမှာပေါ့။စီမံသူတွေကစေတနာမပါရင်တော့လေစေတနာမပါတိအလျောက်အများကြီးသူအတိဒုက္ခရောက်တာပေါ့ဗျာ။အခုဆိုရင်ပဲကျောင်းသား800ကျော်ပြေဆိုပီတာဖြစ်ပါတဲ့ရက်နဲ့ က်ကွက်စီရင်တဲ့ဝင်ရောက်သွားရပြီအဲ့ဒါလည်းเนาะတနင်္ဂနွေလုံးတိုင်းတာနဲ့တောက်တော့ဝင်နှံချီစုသူကနည်းနည်းလေးအဲ့ဒီနည်းနည်းလေးတွေကမှထပ်ပြီးတော့နည်းနည်းလေးပြတ်ထွက်သွားတယ်ပေါ့ဗျာဒါဒီလိုရှိတယ်ဒါနဲ့ဆက်ဆက်ပြီးတော့ကျွန်တော်ဟို online ပေါ်မှာ Facebook စာမျက်နှာတွေမှာကြည့်တဲ့အခါမှာ Facebook မှာပုဂ္ဂလိကစာတင်ကြောင်းတွေကအာမခံချက်တွေနဲ့အကြောင်းခေါ်နေတာသူကြောင်းတွေမှာတက်ဖို့ခေါ်နေတာရှိတယ်အချို့ကြောင်းတွေဆိုရင်ရဲရဲရင်ရင်ဂုံဒူးအာမခံတယ်အဲ့ဒီလိုပေါ်တင်ကြင်ညာပြီးတော့ခေါ်နေတယ်အဲ့တော့ဂုံဒူးကိုအာမခံတယ်ဆိုတော့က ဒီကလေးတယောက်ကြောင်းလို့လာအကျင်ဒီကလေးတယောက်ကိုဘူးမရရောက်အောင်လုပ်ပေးနိုင်မယ်ဆိုတာသူတို့မှာရှိနေတယ်အဲအဲ့ဒါပေါ့ဗျာနော်အဲအဲ့ဒီလိုအခြေအနေတွေ့ရတယ်အဲ့တော့ဆရာတော်ဦးရဲ့သူစကားနဲ့ဆက်ဆက်ကြည့်လိုက်ချင်းလေဒီလိုတွေကဖြစ်တင်သလားဆိုတာကမိကုန်းထုတ်စရာဖြစ်လာတယ်အဲ့ဒီလိုတော့ဖြစ်နေတယ်ပေါ့ဗျာပုံကြီးကကြောင်းတွေကဘူးအာမခံနေဘူးဒီလိုကြောင်းတွေမှာလာတက်ဖို့ကောင်းနေတယ်ဘလူးဘလူးဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့အစိတ်ဆက်တွေရှိလဲဘူးဘူးအပရဖို့ကိုသူတို့မှာဘလောက်တော့ရင်းနှီးထားတယ်ပေါ့ဗျာနော်ဒီလိုမိကုန်းထုတ်စရာတွေရှိတာပေါ့ဒါကြောင့်မို့လို့လည်းအရန်ကိုတင်ပြတဲ့နေရာမှာကြွန့်ကျင်ပိုင်နိုင်ပြီးတော့ ဘယ်လိုပဲလာလာအကုန်လုပ်ရအောင်လုပ်ဆောင်ပေးနိုင်တဲ့ဆရာဆရာမတွေဆိုရင်လည်းဒါဥပဒေအရမှာပေါ့ဗျာလေးစားရမှာပေါ့ဘယ်လိုကအဲ့လိုပညာရေးမမမကကနဲ့စေတနာမမနဲ့လုပ်ပေးတဲ့လူတွေကိုတော့ဥဖြစ်ပါလေဗျာအစေတနာမမဦးအကြံဖန်တဲ့ဒီပညာရေးကိုစီးပွားရေးဆက်ဆံလုပ်နေကြရင်တော့ဒါမကောင်းဘူးရုပ်သက်တွေပြန်လည်းမကောင်းဘူးပေါ့ဗျာဒီကျောင်းသားမိဘတွေဆိုတာကတော့ကုတာသမီးပညာရေးမှာကုကျင်တာထက်မြက်တာဘူးပဲလိုချင်တာပေါ့ဗျာအဲ့တော့ဝေကြီးတက်လိုက်ပြီပါလဲဝေကြီးတက်လိုက်ဒီအလျောက်အကုန်ကြေးခံပြီးတော့ဆောင်ရွက်ကြတယ်ပေါ့အဲ့ဒီပေါ်မှာအမျက်ထုတ်တာတွေလည်းများလာတယ်ပေါ့ ဒီအခြေအနေလေးတွေကိုပြနေရပါတယ်ဒီနေ့များကျွန်တော်တို့အီရန်အစ္စရေးအခြေအနေကိုဆက်ပြောနေတယ်အများကြီးပြောပြရရှိတယ်ပေါ့ဗျာဒီသစ္စာပြမှာတည်ဆုံမှုကတော့အီရန်ဘက်ကပို့ပြီးတော့တည်ဆုံမှုများတယ်ဒီကနေ့မနက်အစည်းအဝေးနေရဆိုရင်အာဒီတရင်မှာဖော်ပြထားတာကတော့အီရန်က၄00ကျော်တည်ဆုံတယ်အစ္စရေးက73တည်ဆုံတယ်ပေါ့ဗျာနော်ဆက်ပြီးတော့တိုက်ခိုက်နေတဲ့ဖြစ်တဲ့အတွက်ဒီတည်ဆုံမှုတွေကမြင့်တက်လာဖို့ပဲရှိတယ်ပေါ့ဗျာနေထိုင်ရုံမြင်ကွင်းတွေဒီလက်ဖက်ပြခတ်တိုက်ခိုက်နေမှုအခြေအနေတွေလည်းအစိုးရကတွေ့မြင်နေရတယ်ပေါ့ဗျာသူရတည်နေနေရတယ်တိုက်ပွဲကဆက်ပြီးတော့ပြင်းထန်နေဦးမယ်သဘောရှိတယ် ဒီကလည်းဒီ history ကိုရေးဆိုင်ဖို့ဒီကတော့ဒါဒါလေးထံချထားပြီးသားဖြစ်တယ်ပေါ့ဗျာအဲတော့ဒီဘက်ကတော့ဆက်ပြီးတော့ default လောက်မဲ့သဘောမျိုးဖြစ်နေပါတယ်ဒီအခြေအနေလေးပုံမှာလည်းဒါကတော့နိုင်ငံတကာအခြေအနေပေါ့နိုင်ငံတကာအခြေအနေတွေကအခုတိုင်းပြည်ကိုရိုက်ခတ်မလာဘူးလို့လည်းမပြောနိုင်ဘူးပေါ့ဗျာဒီပုံမှာလည်းအားလုံးကစာရင်ဆက်ပြီးတော့ဒီစစ်ပွဲရဲ့အခြေအနေကဘယ်လောက်ထိမြင့်တက်လာပြီးလဲဘယ်နိုင်ငံတွေပူးပေါင်းပါဝင်လာပြီးလဲဒီအထက်မှာဆိုရင်ပါကစ္စတန်ကအီရန်ဘက်ကနေဝင်တိုက်ဖို့ပြောစကားတန်ထွက်လာပြီပေါ့ဗျာ ူကဒီတနိုင်ငံနဲ့တိုက်မှာမဟုတ်ဘဲနဲ့အစ္စလာမ်နိုင်ငံအားလုံးကဒီကတက်လှမ်းပြီးတော့ဒီတော်ကနေဝင်တိုက်ကြဖို့လို့ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာပြီ။အဲ့တော့ဒီအနောက်အုပ်စုကလည်းဒီစီးဘက်ကဝင်ပါကြဖို့လှုံ့ဆော်မှုတွေရှိလာမှာပေါ့ဗျာနော်။ပို့ပြီးတော့ဆိုရတဲ့အခြေအနေမျိုးတွေပြည်တွင်းလာရဖို့ရှိပါတယ်။ဒီကနေ့ကတော့တရိန်ပေါ်လုံးကျန်းစင်းလေးတင်ကြမှုကိုဒီလောက်နဲ့ပဲညီကုန်ကြပါလား။ဒီကနေ့နိုင်ငံသားများအားလုံးကိုဆင်းရဲကြတယ်မှာပါ။